မန္တလေးမြို့ Skyvilla ကွန်ဒိုပြိုကျောင်းမှုမှာမိသားစုဝင်တွေရဲ့အသက်တွေကိုဆုံးရှုံးလိုက်ရတဲ့အပြင်ကွန်ဒိုပြိုကျောင်းမှုမှာပါသွားခဲ့တဲ့တမိုးကြီးရဲနာပစ္စည်းတွေက Passport စာအုပ်တအုပ်နဲ့ Pichu ရုပ်နှစ်ရုပ်သာပြန်လည်ရရှိသေးကြောင်းဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်ဒေါ်မိုးတီရာရွှေရဲ့မောင်ဖြစ်သူဦးထွန်းလင်းဝင်းကပြောကြားလာခဲ့ပါတယ်။ မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မန္တလေးမြို့ရေစစ်ကန်အနီးမြေပြော့ပေါ်မှာမြေပြူပြင်ခြင်းမရှိဘဲတိစောက်ထားခဲ့တဲ့ Sky Villa ကွန်တိုကတော့အတုံးအယုံပြိုကျခဲ့ကအဆိုပါကွန်တိုမှာနေထိုင်သူလူပေါင်းရာနဲ့ချီကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်ထိုအထက်ကမှ Sky Villa ကွန်တိုရဲ့မြင်းကြီးတက်မှနေထိုင်နေဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုတွေကမိသားစုဝင်၄ယောက်နဲ့ဝန်ထမ်း၃ယောက်ပါသွားခဲ့တာလည်းဖြစ်ပါတယ် ိသားစုဝင်တွေရဲ့အသက်တွေကိုဆုံးရှုံးထားတဲ့အပြင်စိန်တိုင်းဖြစ်တဲ့အတွက်တိုင်းအောင်မှာပြိုပြက်နေတဲ့အုပ်ပုံတွေထားမှရှိတယ်။စိန်ရွှေရနာပစ္စည်းတွေကိုပြန်လည်မရရှိသေးပေပစ္စည်းလာယူရန်အကြောင်းကြားလာကြောင်းသွားရောက်ယူချိန်မှာတော့တမီးငယ်လေးရဲ့ passport နဲ့ဖြူချုပ်ရုပ်နှစ်ရုပ်ကိုသာပြန်လည်ရရှိခဲ့တယ်လို့စိန်တိုင်းပိုင်ရှင်ဒေါ်မိုးတီတာရွှေရဲ့မောင်ဖြစ်သူကပြောပြထားပါတယ်။ ပစ္စည်းစင်းရဲတချို့တဝက်ကိုလည်းပုံနေတကွာပေးထားခဲ့ပြီးဖြစ်ပေမယ့်ပစ္စည်းတွေနဲ့ပတ်သက်တဲ့သတင်းအစားအနာကိုတော့မကြားရကြောင်းနဲ့အဆိုပါကွန်တိုကလူအတော်များများလည်းသူတို့ပစ္စည်းတွေပြန်လည်မရရှိကြသေးဘူးလို့ဦးထွန်းလင်းဝင်းကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောပြထားတာလည်းဖြစ်ပါတယ်။အခန်းတွေကိုဖြိုချချိန်မှလည်းသက်ဆိုင်ရာအခန်းပိုင်ရှင်တွေကိုဝင်ခွင့်မပေးသလိုတတ်မှတ်နေရာမှာကြည့်ရှုခွင့်လည်းမပေးပေ။မြေကော်ဆက်တွေနဲ့မြေစာတွေကိုကားပေါ်တင်ပေးလိုက်တာကြောင့်ပြန်လည်ရှာတွေ့ဖို့မလွယ်နိုင်ကြောင်းကိုလည်းပစ္စည်းတွေဆုံးရှုံးနေရ တဲ့အပေါ်ပြောပြလာခဲ့တာဖြစ်ပါတယ်။ ဦးထွန်းလင်းဝင်းကမန္တလေးစကိုင်းဖီလာမှာကျွန်တော်တို့ဒုက္ခဒိုင်းမွန်စိန်တိုင်းမိသားစုဝင်၄ဦးနဲ့ဝန်ထမ်း၃ဦးစုစုပေါင်း9ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ကျွန်တော်တို့ဓာတ်ပေါ်ရီတွေကိုကျွန်တော်တို့မူဆေကလှမ်းခေါ်လိုက်တဲ့ပရဟိတ၃ဘွဲနဲ့ဘတ်ဖိုးတွေကိုမိမိအစီအစဉ်နဲ့ငှားပြီးတော့ထုတ်ခဲ့ကြရပါတယ်။အိမ်ထဲမှာကြံခဲ့တဲ့ပစ္စည်းစီရင်ပေးပါဆိုလို့တချို့တဝက်ပစ္စည်းတွေပုံနေတဲ့တကွပေးထားလိုက်ပါတယ်။ဒါတော့မှပစ္စည်းစီရင်ကအကုန်မဟုတ်သေးပါဘူး။မနေ့ကပစ္စည်းတချို့ရထားတယ်လာယူပါဆိုလို့သွားယူတော့တမီးငယ်လေးရဲ့ပတ် Expo ရဲ့ဖီချူးရုပ်လေးနှစ်ရုပ်ရဲ့သာပြန်ပေးလိုက်ပါတယ်။ကျန်တဲ့ပစ္စည်းတွေကတော့ဘာသတင်းအစားအနာမှမမြင်ရမကြားရသေးပါဘူး။ကျွန်တော်တို့မှမဟုတ်ပါဘူး။တတော်များများကိုဘာပစ္စည်းမှပြန်မရကြတာပါ။အဆောင်တွေဖြိုချတဲ့အချိန်မှလည်းအခန်းပိုင်ရှင်တွေကိုဝင်ခွင့်မပေးပါဘူးခင်ဗျာ။ကျွန်တော်တို့မှပစ္စည်းလဲဆုံးလူလဲဆုံးဖြစ်နေရပါပြီ။ မိမိတို့အခန်းတွေဖြိုတဲ့အချိန်မှာသက်ဆိုင်ရာအခန်းပိုင်ရှင်တွေကိုတော့ဝင်ခွင့်ပေးတဲ့လို့ထင်မြင်မိပါတယ်။သူတို့သတ်မှတ်ပေးထားတဲ့နေရာကနေပဲကြည့်ပါမယ်ဆိုတာကိုတော့လက်မခံပါဘူးခင်ဗျာ။ဘာတွေကိုဘလို့စီစဉ်ပြီးဘာတွေလုပ်နေကြတာပါလဲဗျာ။အခန်းပိုင်ရှင်တွေကိုနေရာလေးသတ်မှတ်ပြီးကြည့်ရှုခွင့်ပေးဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာဟုဆိုကဥထုံးလင်းဝင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြထားတာလည်းဖြစ်ပါတယ်။